ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြမှာတော့တစီမျိုးလုံးမဂ္ဂဇင်းတွေကတရေမွေးသောခြံဝိုင်းကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဦးထွန်းအောင်လက်ပံနာယူကြည့်သည်မနက်၈နာရီရှိနေပြီဖြစ်ထို့ကြောင့်မိမဖြစ်သူဒေါ်ကြီးကျွဲအားထမင်းချက်ရန်ပြောလိုက်သည်ကိုင်ဒေါ်ကြီးကျွဲမင်းနဲ့တမီးကြီးမနက်စာထမင်းချက်ကြတော့ကွာရှင်ရလေလေစိတ်ကြဖြစ်စီဒီအကုန်လုံးမရောက်သေးဘူးလေပစ္စည်းအကုန်ရောက်မှအချက်ပြုတ်ရင်မကောင်းဘူးလားဟုဒေါ်ကြီးကျွဲအားပြန်ပြောသည် လေးစိတ်ကပစ္စည်းတွေကိုဂျန်တဲ့သူတွေထဲချလိမ့်မယ်။လေးစိတ်ကပစ္စည်းတွေအကုန်ကြောင်းမှဆိုရင်နေမွန်းတဲသွားလိမ့်မယ်။တို့ကအခုမှပြောင်းလာကြတယ်။လူတိနေရသည်ဆိုတော့ကျူတင်ချက်ပြုတ်စားထောက်ထားတာကောင်းပါရဲ့။နေမြမဆိုကလေးတွေလည်းစားကုန်တော့မှာပေါ့။အခုလောလောဆယ်တော့ဟိုတက်ပင်အောင်မှာပဲချက်ပြုတ်လိုက်ချ။ရေရင်းလဲနီးလဲနီးရဲ့။ငါအိမ်ကြီးစီကိုတွားပြီးတောဖွင့်လိုက်မယ်ဟုပြောပြီးဦးထွန်းအောင်ဒီမေးတုံးရောက်တို့ဘက်ကိုလဲကြည့်သည်။ မိသွုံယုံတို့မှာနေရာတစ်တခုသို့ရောက်နေ၍စကားပြောခြင်း၊သွားလာခြင်း၊ဖြူလာဆော့ကစားခြင်းမလုပ်ကြရသေးပေ။ငင်းကိုပြီးထိုင်နေကြသည်။ gain အမျိုးတွေရလဲဆော့ရင်ဆော့ကစားနေကြ။တေးပြီးအဝေးတော့မသွားကြနဲ့။ဒါဖူဖူငွေ300ပေးပြီးဝယ်ထားတဲ့ချမ်းကြီးပါပဲ။အဲ့လိုမျိုးဦးထွန်းအောင်ကအင်းကြီးစီကိုရှောက်သွားသည်။ဦးထွန်းအောင်ကတကုံတေးကြီးဖြစ်သည်။ထို့ကြောင့်ဒီရခိုင်ရိုးမတောင်ကြီးတစ်ခု၌ကင်းကလေးတင်များပေါ်တဲ့ဖြင့်တစ်ထုပ်လုပ်ရန်အတွက်ဒီနေရာဒေသကိုရွေးချယ်လိုက်သည်။ထို့နောက်ရွှေနှင့်တမိုင်များလမ်းပြီး ပုံမတောင်းကြကြသောတီချန်နှင့်အင်ဂျီကိုပါဝယ်ယူလိုက်သည်။တရေကြီးမှနေထိုင်ပြီးပင်တက်လုံငန်းကိုလုပ်ကိုင်မည်ဖြစ်သည်။ထို့ကြောင့်မိသားစုကိုတပါးရဲပြောင်းလာခဲ့ခြင်းဖြစ်သည်။ဦးထွန်းအောင်မှတာကြီးချောထွန်းအောင်တမီးရင်ဝရင်၏တမီးရင်ဝရင်ဖြူဟုတတမီ၃ယောက်ရှိသည်။တာကြီးနှင့်တမီးကြီးတို့ကအင်းအောင်ချပြီးတာကြီးမှကလေး၂ယောက်တမီးကြီးမှကလေး၁ယောက်အတီးတီးရှိကြပြီ။တမီးငယ်ကယခုမှအသက်၁၆နှစ်မြောက်ရှိသေး၍အင်းအောင်ရဲမကြသေးသည်။ထို့ပြင်အေယွန်ဘူဖြစ် မျိုးသမီး၂ယောက်နဲ့အမျိုးသား၃ယောက်တို့လည်းပါဝင်ရသေး၍ကိုထွန်းအောင်၏မိသားစုသည်မနေပေ။ထို့ကြောင့်လည်းလုပ်ငန်းသဘောအရကြာကြာနေထိုင်ရန်အတွက်ကိုထွန်းအောင်ဒီချန်နှင့်အိမ်ကြီးကိုဝယ်ယူလိုက်ခြင်းဖြစ်သည်။ချန်ဝိုင်းကြီးကလည်းဆေးအိတ်ကချော်ကြီးချေဝန်သည်။ဒီချန်ကြီးကိုစတင်တီထောင်ခဲ့သောမူလပိုင်ခြင်းသာဂျပန်မြန်တိုင်းပြည်တွေသို့ဝင်ရောက်စားအချိန်တွင်ရောက်ရှိလာပြီးဒီနေရာ၏မြေလွတ်မြေဟိုင်းကြီးကိုချန်အဖြစ်ဖန်နေကြ။လွတ်လပ်ရေးရပြီးဖြစ်၍တိုင်းပြည်ပြန်လည်ငြိမ်သက်သည့်အထိကာလတစ်လျှောက်လုံးသူ၏မိသားစုများနှင့်အတူဆယ်နှစ်ကျော်များနေထိုင်သွားခဲ့သည် ယခုတပန်ဦးထွန်းအောင်ကတစ်လုံငန်းကိုအကြောင်းပြုပြီးတပ်မိုးငွေ300ချန်ပြင်ပေးဝယ်လိုက်၍ဦးထွန်းအောင်ဤချန်ဖြစ်လာခဲ့သည်ယခုဆိုရင်မူလပိုင်ရှင်များပြောင်းရွှေ့သွားကြသည်မှာ3လခန့်ရှိခဲ့ပြီမူလပိုင်ရှင်သည်ငဖျောတရက်ပိနေမကြီးမလကာရှောက်ပင်စားနိုင်တွေကိုစပြိုးထားခဲ့၍အတော်လေးပင်စီပင်ဖွံ့ဖြိုးလျက်ရှိနေသေးသည်ပြန်နိုင်သည့်၍အကိုင်းအခန့်များကလည်းအရိပ်ပြေးလျက်ရှိနေပြီထို့ကြောင့်ဦးထွန်းအောင်အဖို့အတော်လေးပင်အဆင်ပြေနေလေသည် ဦးထွအောင်ကြီးအိမ်ကြီးကိုတော့ခွင့်ပြီးရှောက်ကြည့်နေမိ။အဲလုံးပြင်ကလေးတင်များရင်ဆောက်လုပ်တာ၍ရဲရဲနေနေသည်။အိမ်ကကြီးကျဲလဲချေပြီးအခန်းတော်တော်များများကိုလည်းဖွဲ့ထားသည်။ရှေးလဲဆန်သည်အတော်လေးပင်ခန်းခန်းတည့်ရစွာဖြင့်ဆောက်လုပ်ထားသည်ကိုတွေ့ရသည်။မူလဖန်ရှင်သည်ဒီမြအခန်းရန်ကန့်ဆောက်လုပ်ထားပြီး16နှစ်မြတာနေတိုင်းကဦးထွအောင်အားရောင်းချထားခဲ့၍တက်လုပ်ငန်းကိုကြာကြာလုပ်ပြီးနေထိုင်လိုသည့်ဦးထွအောင်ဖို့အတော်လေးပင်အဆင်ပြေသည်။ကံကောင်းသည်ဟုပင်ဆိုရပေတော့မည်။ ဒုက္ခိုက်မှာပင်ဆူဆူညံ့ညံ့ဖြင့်အမေဖေးရီမြေတရုကအိုရွင့်ငွေကြွေထွက်ပြေးကြသည်ကိုကြားလိုက်ရ၍ဦးထွေအောင်အင်ကြီးပေါ်မှာပြေးဆင်းပြေးလိုက်သွား၏အင်ကြီးတို့ရောက်ရကြည့်လိုက်ရကလေးများသည်ထမင်းချက်ပြုံနေကြတော့သူ့အမေနဲ့သူ့ဘွားတို့အနာရင်ဆူရကကြောက်လန့်တုန်လှုပ်ပြီးငင်းရီများဆူကဝိုင်းနေကြသည်ကိုတွေ့လိုက်ရသည်ဟင်းအမေကြီးတွေဘာဖြစ်ကြလာလဲအဖွားကိုပြောကြတယ်ဘာဝင်ချက်လို့အိုရစ်ကြတာလဲဘလူးကြီးဘူးအကြီးမလေးကအတန်တုန်လုံးပြန်ပြော၏ဘာ ။ကိုထွန်းအောင်၏အတန်ကကျေလောင်သွား၏။အကြီးမြင့်မာလေးကနှလုံးလေးဝိုင်း၍ထပ်ပြောသည်။ဟုကိုနာမဘလူးကြီးယူပြောပြီးချန်ကြီးအနောက်မြောက်တောင်ကိုလက်ညှိုးထိုးပြသည်။ကိုကြောင့်ကိုထွန်းအောင်အပါဝင် အနားမှာရှိနေသောလူအလုံးမဲ့အကြီးမလေးလက်ညှိုးထိုးသည့်ချန်တော်ကိုအချစ်ချုပ်သွားကြသည်။ချန်တော်သည်ရခင်ထမင်းချက်နေရသည့်နေရာနှင့်လူကြီးခဲတပေါက်ခန့်လှမ်းသည်။ထိုနေရာတွင်တိုးတိုးချက်တဲ့အပင်များပေါက်၍လျှင်ရှိသည်။ကိုထွန်းအောင်သည်ထိုနေရာဝယ်ဆိုင်ကြည့်ပြီးဖြည်းဖြည်းမှန်မှန်လျှောက်သွားသည် ။ဥထုံးအောင်ထိုနေရာနဲ့15လီခန့်အနည်းရောရောက်လျက်တက်ကြယ်ပင်များ၏အချာကဖွဲနှုတ်ရောင်လူကောင်းနှင့်တူသောခေါင်းကြီးတစ်လုံးသည်ပြင်းကြီးတဲ့သို့တဖြည်းဖြည်းနှိမ်ချပြီးချိုးဝင်လာ၏ကိုတွေ့လျက်သည်။ထို့ကြောင့်ဥထုံးအောင်လည်းမျက်လုံးပြူပြီးကြက်ကြဲမှုရင်များထောင်ထသွားလေသည်။ခပပတက်ကြယ်ပင်များရှိနေ၍ထိုခေါင်းကြီးသည်လူကောင်းနှင့်တူသည်ကိုတွေ့လျက်တော့ကြောင့်ပိစာကြီးတခေါင်ကြီးဥပေါင်းကြီးတိုင်ဖြစ်နိုင်ကြောင်းကိုနားလည်လိုက်သည်ထို့သူစဉ်းစားရင်းကဥထွက်အောင်မှာ တာ၍ပင်ကြောက်ရံသွားလေရလေသည်ဒုက္ခပဲဟုလည်းအတန်တိတ်စွာဖြင့်တွေးလိုက်မည်သည်ဤချင်ကြီးမူလပိုင်ချင်းဤအပေသို့ပြုလုပ်ထားကြသည်မသိတို့တော့ဒီအဖြစ်ကိုမိသားစုများအသည့်ပေး၍ဖြစ်မည်မဟုတ်ပေအသည့်ပေးလိုက်လျင်တာ၍ပင်ကြောက်ရံသွားကြမည်ဖြစ်သည်ထိမနိုင်တိတ်မရသည့်အဖြစ်ဖြစ်သွားနိုင်သည်ထို့နောက်ဦးထွန်းအောင်သည်ထိုနေရာမှပြန်ခေါက်လာပြီးကလေးများအားနှစ်သိမ့်ပေးလိုက်သည်အမကြီးတွေမကြောက်ကြနဲ့ခွဘာမှမဟုတ်ပါဘူးအဲ့ဒီနေရာပါအဖိုးတွားကြည့်ပြီးပြီဘာမှမရှိပါဘူး ရှိရဟုသမီးတို့ပြေးဆုံးနေကြတော့မှချုံပေါ်ချားလျာချောင်းကြီးတဲ့အကောင်ကြီးဟာခွန်ကြီးချောင်းကဘလူးရင်တိုင်းပဲဟုမြင်းမာလီယာပြန်ပြောသည်တော်တဲ့အဖိုးတွားကြည့်ပြီးဘာမှမရှိဘူးဆိုမှတမင်အဲ့ဒီဘက်ကမတွားချနဲ့ဒီနားမှာပဲဆော့ကြပေါ့ဘူးဥထုံးအောင်ကမြင်းမာလီယာကောင်းကန်ပြီးလုပ်ပေးလိုက်သည်အဖိုးဖြစ်သောဥထုံးအောင်ကကောင်းကန်ပြောဆိုလိုက်တော့လေညီကလေးများမှာခုံမိတ်စာကောင်းကြီးကိုကိုယ်တိုင်ပြန်လိုက်ကြ၍အကြောင်းမပြေသေးပေနေလုံးကလေးများပြိုးဝိုင်းပြီးထိုးဘက်ကိုသာဆက်ရည်နေကြလေသည် ။ဦးထွန်းအောင်၏စိတ်ထဲတွင်အတော်လေးပင်တိတိတည်းကြီးဖြစ်ပြီးကြောက်လန့်နေမိသည်။ဤချမ်းမြီကိုဝယ်မိလိုက်သည်မှာကြီးမားသောအမားကြီးတစ်ခုကိုချွတ်လန့်လိုက်မိသည်လို့သို့သောသူ၏ကြောက်နေမိသောအမူအရာကိုအင်သူအင်သားများမရိပ်မိစေရန်အတွက်အတက်နိုင်ဆုံးထင်ယူနေသည်။ဒီရဖြစ်ကိုနောက်နေ့မှဂျွာသားများအားပြောပြပြီးအပြေရှားနေဟုလည်းတိထားလိုက်သည်။ထို့နောက်ရေစိမ်းမှဖြစ်စီများကိုကားတည်နေကြသောသာတမန်အလုံးသမားများရောက်လာကြလေဒီလေသာတမင်းစားတော့ကြသည်တမင်းစားတော့ပြီးနောက်အိမ်တွင်းအိမ်ပြင လည်းရင်ရှင်နေပြီဖြစ်စင်းများကိုအိမ်မော်တို့ရွှေ့ပြောင်းရသည်အောက်မှထားမည်ဖြစ်စင်းများကိုလည်းသူ့နေရာနဲ့သူအဆင်ပြေအောင်ထားကြသည်ညနေပိုင်းတို့ရောက်လျင်လေယာဉ်တဲ့အိမ်တွေဖြစ်၍ညနေစာကိုခန့်စောစောချက်ပြုတ်ပြီးစားတောက်ကြသည်ညနေစာစားတောက်ပြီးချိန်နဲ့ငင်းညိုုံများသာရှိသေးသည်ဦးထွန်းအောင်တရားတို့၏မသိမတာပလဲမောင်နာတို့ကတားပြီးခြံကြီးအနောက်မြောက်တက်ကိုလှည့်ကြည့်ပြန်သည်ထိုကားဖြင့်မနက်ပိုင်းကမြင်လျရသောတိကျယ်ပင်ပုံနာကခွဲလို့ရောင်မိစာခေါင်းကြီးကိုမြင်ရလျက်သည်ဦးထွန်းအောင်ကြက်သိမ်းပြန်မှန်းထားသွားရပြန်သည် နောက်ဘက်ကဝင်တွေလည်းဆူရှာရှာနေအောင်တို့နေ၍ခေါင်းကြီးကိုတဲခွဲစွာမြင်နေရသည်အစိမ့်သေးရဲများတဲ့ပိုကြီးသောဖို့ပိတ်တာဘလူးအင်ဘလူးကြောက်ဘလူးအဲ့လိုကြားဘူးတဲ့မိစ္ဆာအကြီးသားတွေကတကူဖြစ်မယ်လို့ဥထုံအောင်တွေ့သည်ဥထုံအောင်ဒီအင်းဘိညာများရိမ့်မိသွားကြမည်ဆိုရင်ဘဲမောက်တစ်ခုကိုပြန်ပိတ်ကဧကန်းတွင်ချင်းညာရှောင်နေမည်သည်စိတ်သည်လည်းအတော်လေးလှုပ်ရှားနေသည်တောင်းအောင်လေးကြောင့်နေဝင်သွား၏ဥထုံအောင်လည်းမောင်းလာကန်သွားပြီးဖွင့်ကြည့်ပြန်သည် တို့ကပင်ဦးကောင်းကြီးကိုမြင်နေရဆဲဖြစ်သည်တက်ခဲ့ပေလေးများကျိုးတို့ချဲတဲ့ခွင်တွေရှင်းနေပြတ်သွားတာပြင်မမြင်ရတော့လေထုံမိတ်စာခွန်ကြီးတီအိမ်တို့လမ်းကြီးနေဒီမှာထေချာနေသည်ထို့နောက်မိုးချုပ်လာသည်နှင့်ထုံမိတ်စာခွန်ကြီးရှိနေသောနေရာကမိခဲ့သူကြဲရဲနေလာသည်ထို့နောက်အင်္ဂလန်ဘိုးဘော်တို့တဲလိုလိုမိုးဆက်လိုတို့တဖြောက်ဖြောက်ကြလာလေသည်အေဒီမီအင်သားများကအထူးဆန့်ဖြစ်ပြီးခေါဝဘော်ကိုမှော့ကြည့်ကြုံရတာကြီးနေကြတော့လေဦးထွန်းအောင်ကမူဤတိမမိစ္ဆာကောင်ကြီးလက်ချက်သားဖြစ်သည်ဟုအလိုလိုသိနေသည ခုနောက်တဖြောက်ဖြောက်တမ်းများသည်ပုံမူချေလောင်လာ၏တဖြောက်ဖြောက်မှဂဲလုံးများရေရဲလုံးများဖြင့်ပစ်ပေါ်တကယ်သို့တဖုံဖုံတုံအောင်ချလာလေသည်ထို့မှအင်ယူအင်သားများလည်းတရဲချောင်းမန်ကိုတည်သွားကြလေသည်အင်နကားများကိုလည်းတုံအောင်ပေးထားလိုက်ကြသည် မာတာအမီကိုမချောင်းချနဲ့ကွယ်တရဲချောက်လို့တည်ရဲဆိုတာမရှိပါဘူးမချောက်ဖို့ပဲလိုတယ်စိတ်ကိုတင်လာကြဟုပြောပြီးအိုးထွန်းအောင်သည်နှလုံးမြူးတနေကြီးကိုကောက်ကင်လိုက်သည်ထိုချိန်၌အင်ကြီးကိုကန်လို့တလို့ခီးတိုက်တလို့ချမ်းလာတော့သည် ထိုချိန်၌လာရောက်ဒီလေခပ်ပါးပါးများသာရှိသည်ဥထုံးအောင်သည်တကားပေါင်များပေါ်မပွင့်ရဲပဲစာကလေးဝင်ပေါင်မှအပြင်ဘက်ကိုချောင်းကြည့်သည် အပြင်တွင်လူတို့သက်၄၅ကခန့်ကြီးသောတတဝါကြီးတစ်ကောင်ဟာအိမ်ကြီးကိုလှည့်ပတ်လျက်တန်းလို့ပုတ်တက်နေသည်ကိုထင်းထင်းရှားရှားမြင်ရသည်ထို့နောက်ကျေလောင်လာဖြင့်တောက်ခေါက်တည်သည်အိမ်သူတွေနားများမှအိပ်ပင်မအိပ်ရဲကြတော့ပေအိမ်ရလေရင်စုထိုင်ပြီးသားတုတ်တုတ်များမလို့ရဲပဲငင်းကုန်နေကြရသည်ဥထုံးအောင်ဤတသက်တွင်ဒီများသည့်ချမ်းသော ထုတ်လန့်ခြင်းမျိုးကိုမကြုံမှုတလို့ချားလဲမချဘူးပဲယခင်ကမူဥထုံးအောင်ဒီတစေတရေမြောက်ကိုတိတ်ပြီးကြောက်လန့်တတ်သူမဟုတ်ပေယခု ပပင်းရှင်းဆိုင်ရတဲ့အချိန်မှာတရေချမ်းကြီးနဲ့ကိုရန်တွေ့ကိုရန်ကြုံလာရတော့အခါမချောက်ရမရတော့ပေတရေချမ်းကြီးဒီအိမ်ကိုလှည့်ပက်ပြီးကိုလုံးကြီးနဲ့ပုတ်တိုင်နေဒီကိုမြင်ရတယ်လို့ကျေတော်တော့တခေါက်တင်ကြီးကိုလည်းချမ်းနေရသည်လက်ထဲတွင်နှလုံးမျိုးတနဲ့ကြီးကိုခံထားမှလည်းမဖြစ်ရဲဒီမှလည်းနောက်ဆက်ပြဖြစ်အောင်ဖြစ်လာနိုင်သောပြဿနာကိုစဉ်းစားနေရဖြစ်သည် တနက်ဖြန်ပြစ်လိုက်၍မြင်းနေရသောတရေမိစာကောင်သည်တည်တည်ဖြစ်စေအချောင်းနှံ့ရက်ထံတန်တည်ဖြစ်စေတော်၏မရေထံမဲပူဆိုးလာကလေးရင်အထင်းသိမ်းရပုခတ်သွားနိုင်သည်တမိသားစုလုံးအတန်အလေးရဲ့ကြောက်ရွံ့သည့်ထိပင်ဖြစ်ပေါင်းဖြစ်လာနိုင်သည်တစီတရေများတဲ့တက်ရွေတည်သောတစီတရေရှိသည်လို့တက်ရွေမတည်သောတစီတရေဟူ၍လည်းရှိသည်တက်ရွေမတည်နိုင်သောတစီတရေများကိုတတ်ခိုက်မိပါပါပူဆိုးကောင်ဆိုးလာနိုင်သည်ဦးထွန်းအောင်ကတစီတရေများနဲ့ပတ်သက်ပြီးမိကြီးပညာများမတက်ပေ တို့ကြောင့်လဲလက်ထဲတွင်တနက်ရှိပါလေရဲ့မိစ္ဆာကောင်ကြီးကိုမြင်ရသည့်တိုင်အောင်မဖြစ်ရဲခြင်းဖြစ်သည်မိစ္ဆာကောင်ကြီးသည်လဲအိမ်ကိုလက်ပတ်ပြီးဝန်ထိုင်ရဲတိုင်နေ၏တောက်ခုတ်တန်ကြီးလဲပိုးရီချဲလောင်နေမည်ဖြစ်သည်ထိုးထက်ပူဆိုး၏မလာတော့ကြောင့်တော်သည်သည်ထိုးထက်ပူဆိုးလာလျင်ဥထုံအောင်ဘာမှပြန်လို့ရဲမည်မဟုတ်ပေလက်ဆင်းခံရပွဲသာရှိ၏ထို့ကြောင့်မတက်နိုင်သေးသောတမိသားစုလုံးတို့မိုးလင်းရမည်ကိန်းဆောင်နေသည်အရှိတ်မှအယောင်လေလာသည်နှင့်မိစ္ဆာကောင်ကြီးတက်ခတ်ခြင်းသည်လည်းရက်ဆဲသွားသည် တို့မှာဥထွန်းအောင်နမိသားစုလည်းတတ်တာရရသွားကြသည်မိုးစင်စင်လေးတင်နဲ့ဥထွန်းအောင်စဉ်းစားသည်ဒီတိုင်းနေရမဖြစ်တော့ပန်ဝန်းကျင်နဲ့ဆက်တွေ့ပြီးအခုအညီများရယူမှဖြစ်ပေတော့မည်အဲ့ဒီအညီအကြောင်းကိုကျွန်တော်လည်းမသိဘူးဗျာတိုင်းပြည်တွေကိုဂျပန်တွေဝင်လာတယ်ဆိုတဲ့သတင်းကိုအတိအကျရတာနဲ့ကျွန်တော်လည်းမိဘဆွေမျိုးတွေရှိတဲ့ရွာမှာတွားနေတာပါအခုရွာကိုပြန်လာတဲ့ဟာလပိုင်းလောက်ပဲရှိပါသေးတယ်ဟုရွာလူကြီးကပြန်ပြောသည်ရွာလူကြီးကဒီမှာအစိုးရခံလာတော့ရွာလူကြီးမဟုတ်ပေအရန်လူကြီးများသာဖြစ်သည်ထို့နောက်ရွာသူကြီးကဆက်ပြောသည် ဲ့ဒီအင်ချိုင်ရဲ့မူလပိုင်ရှင်ဟာလည်းကျွန်တော်တို့ပတ်ဝန်းကျင်ရမှာမဟုတ်ပဲတနည်းအားပြောင်းလာပြီးနေထိုင်သွားကြတာလို့ဆိုတယ်ကျွန်တော်ရွာထွက်သွားပြီးမကြခင်ပဲသူတို့မိသားစုအပေါင်းအသင်း20လောက်ရောက်လာကြပြီးအဲ့ဒီချန်ကြီးကိုဖန်ပြီးပြီးနေထိုင်ရတယ်သူတို့ဘာကြောင့်ဒီနေရာကိုပြောင်းလာပြီးနေထိုင်ရလဲဆိုတာတိောက်မှမသိကြဘူးသူတို့ကပတ်ဝန်းကျင်နဲ့လည်းတိတ်ပြီးဆက်ဆံမလုပ်ဘူးကျိုးစွာအစိုးဟင်းဒီဟင်းရွက်တွေကိုတောင်မွေးစားပဲကိုရန်နာဆိုင်ကလေးစားထုတ်ကြတယ်။ချက်ဝက်စိတ်တိုးတွေကိုလည်းကိုရန်မွေးပြီးတက်ပြတ်စားထုတ်ကြတယ်။ မာရင်ပစိုးရင်ဆိုလေပိုက်ကွန်နေနဲ့ကိုယ်ကရင်တော်ဖက်မီစားတော့ကြတဲ့သူတို့မှာလူငယ်အားတောင်းတော့ကြပြတော်မတတ်ရဲကြတော့ဂျပန်ဝင်လာလို့ရွာပြိုသွားပြီးနောက်ပိုင်းတရှုပ်ရွာထဲမှာချန်နေရဲကြတဲ့မိသားစုတွေတဲ့ကကောင်းလေးတွေကသူတို့စိုက်ပြတာတဲ့အပင်အသည့်တွေကိုခွန်မတားမဲသွားခုရင်လူမမြင်ရပဲပိုက်ရိုက်လို့လို့လက်ဖြင့်အော်ရီပြီးထွက်ပြေးခဲ့ရတဲ့ကြောင်းပြောပြရည်တာမန်ကလေးတွေကိုမဆူတာနဲ့ဓမြအဖွဲတော်မှာသူတို့ချန်လာကတ်လို့မရအောင်အဆောက်အအုံတွေလှုပ်ထားတယ်လို့ဆိုလေဥထုံကခေါင်းတစ်ဆက်ဆက်နေလိုက်တယ်ထို့နောက်မေးသည် ဒီတော့သူတို့ဘယ်ရက်ကပြောင်းလာတယ်လို့သိရတယ်ခင်ဗျအဲ့ဒါလေအတိအကျတော့မပြောနိုင်ဘူးဗျသူတို့ကပဝန်းကျင်နဲ့တိတ်ပြီးဆက်ဆံမလုပ်ကြတော့သူတို့အကြောင်းကိုဘယ်သိနိုင်ပါ့မလဲတချို့ကလည်းမင်းမျိုးမင်းတွေတတိတကြွေတွေတဲကအရက်ဆုံးကလူရောဖြတ်ပြီးဖြတ်ပြီးလာကြရဲ့လူကြီးဖြစ်မယ်လို့ထင်ကြရဲ့လေကြတော့ဘယ်မှမပြောနိုင်ပါဘူးဒီတော့အဲ့ဒီအိမ်ကြီးခြံကြီးနဲ့ပတ်သက်လို့ဦးထွန်းအောင်ရဲ့ကိုယ့်ရဲ့အကြောင်းတွေကိုကျွန်တော်ပြောပြပါဦးမယ်ရာသီကြီးရဆိုရင်ဦးထွန်းအောင်ကသူ့အတွေ့အကြုံရတော့ကုံငဲ့ဒီမနက်ကကလေးများလက်မြတ်အော်ဖြစ်ထွက်ပြေးကြသည့် ်ဖွဲ့လူရောင်မိစားကောင်းကြီးနဲ့တကွာတညလုံးအချောက်လန့်ခံရသည့်ဖြစ်ကြောင်းကိုလည်းဇာလူကြီးကပြောပြလိုက်သည်ဒါဆိုအချိန်ကြီးကတော်တော်ဆိုးတာပဲအတော်ကြီးကြမ်းတယ်လို့ပြောနိုင်ပါတယ်ခမရအဲ့ဒီချိန်ကြီးကိုမဝယ်ခင်ကျိုးတို့ရွာသားတွေကိုအရင်မေးဆန်းတိခောက်ကြည့်တင်တာပေါ့အခုတော့ဇိုကြီးဝယ်လိုက်ပြီလို့ရှင်းမရဖြစ်နေပြီမဟုတ်လားကျွန်တော်လည်းအခုလိုဖြစ်လာလိမ့်မယ်လို့မထင်ထားဘူးလေပြီးတော့ကျွန်တော်ကမြို့သားဆိုတော့ဒီရွာကြောင်းလည်းမသိပါဘူးအဲ့ဒါကြောင့်အဲ့ဒီချမ်းမရှင်မိသားစုကိုလည်းဒီရွာသားတွေကမိသားတစုလိုပဲတင်တာဒါကြောင့်လည်းကျွန်တော်တစ်လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းပစ္စည်းတွေအထိနှစ်လကြာကြာနေထိုင်လို့အဆင်ပြေမယ်ခြံကြီးနဲ့အင်ကြီးဆိုပြီးဝယ်လိုက်မိတာပါဟုဦးထွန်းအောင်ကစိုးရင်တော့ကခန်းသားနေရတဲ့လေတံပြင်ပြောလေသည်ရလူကြီးတက်ပြင်းတစ်ချက်ချပြီးမိမိထံသို့တလီတဆလာ၍အကူအညီတောင်းခံနေသောဦးထွန်းအောင်ကိုလည်းတနာနေမိသည်ထို့နောက်ရလူကြီးကပြောသည်ဒီတော့ဦးထွန်းအောင်ဒီလိုလုပ်ကြည့်ပြဦးထွန်းအောင်ရဲ့အိမ်နဲ့ခြံကြီးကိုပုံနကတိုက်ဖုတ်တိုက်ဘလူးတိုက်ဆိုတာမျိုးဖြစ်နေလေတော့ဒီအဖြစ်မျိုးကိုတက်ချမ်းနွားလေတယ်လို့ကျွန်တော်ရွာထဲမှာတယောက်တော့ရှိရဲ့ ကျွန်တော်သူ့ကိုခေါ်ပြီးမယ်ဦးထွန်းအောင်သူနဲ့တွေ့တဲ့အခါဖြစ်ချောင်းကုံစင်တွေကိုပြောပြပြီးအကူအညီတောင်းကြည့်ပေါ့အဲ့လိုဆိုရင်မကောင်းဘူးလားကောင်းပါလေဟေးအကြီးအောင်ဝီကြီးကိုတောက်ခွန်လိုက်စမ်းကွာငါခေါ်တယ်ခဏလာခဲ့ပါလို့ပြောလိုက်ရွာလူကြီးပြောလိုက်တော့အသက်30ခန့်လူရတယောက်အိမ်ပေါ်မှာခတ်ထုတ်ထုတ်ဆင်ပြီးရွာသားတွေသူ့လျှောက်သွားလေသည်ထို့နောက်ရွာသူကြီးကဆက်ပြောသည်ကျွန်တော်ခေါ်ခန်းလိုက်တဲ့လူကအမောင်ဘရော့ကဂမ်ဘီယာပညာတွေကိုတော်တော်လိုက်စားထားတယ် ဂျပန်ကတစ်ခေတ်လုံးကအိန္ဒိယ၊နီပေါ်၊တိဘက်၊ဘူတန်စတဲ့နိုင်ငံတွေမှာတွားနေပြီးတော့အဲ့ဒီပညာတွေကိုလိလာသင်ယူရသေးတယ်ဆိုတော့တော်တော်ဆွမ်းမဲ့သဘောလေးရှိပါတယ်။ဥယျာဉ်ကြီးဒီအိန္ဒိယဝိဆုံကိုဆက်မချာချာဝိဆင်ပြီးအိမ်မော်ကိုတက်လာသည်။ထို့ကြောင့်တကယ်ကလားပြောကဆရာကြီးတယောက်နဲ့တူနေပြီးဆရာကြီးကိုင်လဲကြသည်။ကိုင်ဝေးရင်မင်းဒီတူနေစကားပြောကြည့်ပါအောင်ကွာ။ဒီလူကသူ့ channel မှာတရက်ချောင်းနေလို့တဲ့။ကိုင်ဥထုံအောင်ကသူကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့အကြောင်းကိုဝေးရီကိုပြောပြသည်။ဥထုံအောင်လည်းရွာလူကြီးကိုပြောပြလိုက်သည့်အတိုင်း ကုံခဲ့သည့်မနက်ကမြေးမာလီနာနဲ့စတင်တွေ့ကြရသောပိဿာကောင်ကြီးသည်တညာလုံး၆လံနေသည့်အကြောင်းကိုဦးရီအားလုံးစိတ်ပတ်စီပြောပြလိုက်သည်။ဦးဝီရီကဂရုတစိုက်နားထောင်နေထို့နောက်ပြောသည်မူလပိုင်ရှင်ကသူငွေထားခဲ့တဲ့အကောင်ကိုမိပြီးကျုံမသိငဲ့မိတာပဲဖြစ်မှာပါ။ဒီတော့ခမားကိုယ်တိုင်မြင်လိုက်ရတဲ့ဖွန်းလူရောင်ဦးကောင်ကြီးဆိုတာကဘလိုနေရာမျိုးမှာလဲအဲ့ဒါကျုပ်ကိုပြောပြပါဦး။ချင်းကြီးအနောက်မြောက်တောင်ကတက်ကြွေပင်ရှိတဲ့နေရာမှာပဲခမ။ဦးရီတောင်းအောင်စဉ်းစားနေသည် ရွာသူရွာသားများလည်းတယောက်ပြီးတယောက်ရောက်လာကြ၍ရွာလူကြီးအိမ်ပေါ်တွင်ပွဲတော်ကြီးတများဖြစ်ကပြည်သွားလေသည်။ကြားနေရသည့်တရင်ကတကယ်ကြောက်ခမလေးလေးကြီးဖြစ်နေ၍ရွာသူရွာသားများလည်းအလွန်မင်းစိတ်ဝင်စားနေကြသည်။အထို့ကြောင့်တယောက်ပြီးတယောက်အဆက်မပြတ်ရောက်လာနေကြ၍အောက်မှရောက်လာသောရွာသူရွာသားများမှအိမ်မဆန့်သဖြင့်ခြံထဲကတစ်ပင်အောင်များမှသာဖြစ်တယ်လို့ထိုင်ပြီးနားထောင်နေကြရသည်။အထွတ်အောင်ပြောတယ်လို့အဲ့ဒီမိစ္ဆာကောင်ကြီးကိုမြင်နေရတဲ့နေရာကအပင်တွေမှာတက်ခဲ့ပင်တွေတော့ဖြစ်မယ်မထင်ဘူး။ဟုတ်ကဲ့ကျွန်တော်လည်းအနည်းငယ်တော့ကတ်မကြည့်ရပါဘူး။ ဒါကြောင့်တက်ကြွေပင်နေဖြစ်မယ်လို့ပြောတာပါပြီးတော့အဲ့နေရာကအဲ့ကမိုးချုပ်လာတဲ့မီးတော်ကြီးလိုမြင်မနေရဘူးလားဟုတ်ပါတယ်မိုးချုပ်တာနဲ့အဲ့နေရာကမီးလုံးကြီးလိုနေရနေတာကိုတွေ့ရပါတယ်ဥယျာဉ်တအောင်ကြောင်စင်ကရွေနေပြန်ပြီထို့ကြောင့်ဥထုံးအောင်ကဝင်လို့ဟုတ်ပါတယ်ဆရာကြီးပြောတဲ့အတိုင်းအားလုံးမှန်ပါတယ်ဒီတော့ဆရာကြီးရေကျွန်တော်မိသားစုကိုတနာတော့အဖြစ်လိုက်ပြီးကုညီပေးပါဗျာဆရာကြီးတောင်းတော့ကျွန်တော်ပေးပါမယ် အဲ့လိုမျိုးဦးထွန်းအောင်ကအလွန်မင်းဦးရေကအားကိုးသောအမှုရာပြင်ပြောသည်ဟုတ်ကဲ့ကျွန်တော်လက်ကြည့်ပေးပါမယ်ဟုပြောပြီးရွာလူကြီးအိမ်ပေါ်မှာဆင်းလာကြသည်ဦးထွန်းအောင်လည်းအတော်လေးပင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်ထို့သောရွာသူရွာသားများကဘယားကွဲသွားသည်လို့အတန်းအရှိကြီးလိုက်လာကြ၍သူများအထိမလိုက်ကြရန်ကိုရွာလူကြီးကပြောဆိုတားမြစ်ရပြန်သည်ထို့နောက်ရွာလူကြီးတို့သားပါရွာသူကြီးဦးထွန်းတင်နှင့်ယာရင်ကောင်းဆေးအင်းကောင်းသုံးလေးယောက်များခေါ်ပြီးဦးထွန်းအောင်၏အိမ်ချမ်းရှိရာဘက်ကိုရှောက်လာကြသည် ။ဥထုံးအောင်မိသားစုများမှာအိမ်မော်မာပင်မနေရဲကြပဲအင်းရှိမှသာဆုထိုင်နေကြ၏။ဥထုံးအောင်လူအတော်များများနဲ့ခြံထဲသို့ဝင်လာသည်ကိုမြင်လေ။ကြောက်ရွံ့လို့မသိ။မျက်လုံးများဖြူဝိုင်း၍ကြောင်ကြည့်နေကြလေသည်။ထို့ကြောင့်ဥထုံးအောင်ကပြောလိုက်သည်ဘာမှမဆိုရင်ကြနဲ့ကွဒီမှာညက6လနေတဲ့မိစ္ဆာကောင်ကြီးကိုဖြည့်ရှင်းပေးမယ်ဆရာကြီးပါလာပြီအဲ့လိုပြောပြီးဦးရေကိုမေးထိုးပြလိုက်သည်အဲ့ဒီအိမ်သားများကလည်းကြောက်စိတ်များကျော်သွားပြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည် ဦးထွန်းအောင်ကြီးမိသားစုကိုထုံမြတာပြောထားခဲ့ပြီးပိဿခောင်ကြီးကိုမြင်တွေ့ရသောနေရာသို့ဥဝေရင်နှင့်ဂျွာလူကြီးများခေါ်သွားလေ၏အနားသို့ရောက်လျင်ထိုနေရာကိုဥဝေရာလက်ညှိုးထိုးပြလိုက်သည်ခိုနေရာပါဆရာကြီးဥဝေမတ်တက်ရက်လိုက်ပြီချီထို့နောက်ထိုနေရာကိုမေးထိုးပြပြီးဦးထွန်းအောင်အံပြောသည်အစားကကျွန်တော်မပြောဘူးလားတက်ကယ်ပင်နေမဖြစ်နိုင်ဘူးလို့တပည့်လင်းမင်းတွေလေဟုတ်ကဲ့ကျွန်တော်ဝေးရလမ်းကြီးရောတက်ကယ်ပင်နေလို့ထင်လို့ပါဆရာကြီးစပယ်လင်းပူကြီးနာတို့အကက်ကြီးကြီးအားတန်တော်ဖြစ်ပြီးမဲလုံးပြူသွားကြသည် ဒဗလင်ဖုန်ကြီးတက်ဖို့လုံအသက်ငယ်နေတော့လူတယောက်ပက်လက်အိပ်ပြီးအသက်ရှူဆိုင်နေတဲ့ကဲတော့နှိမ်ကြီးမင်းကြီးဖြစ်နေလေသည်ဥဝေကြီးသည်ထိုနေရာကိုတောင်းအောင်လေးစိုက်ကြည့်လိုက်ရောဒူအားလုံးတို့ဟာနောက်သို့ဆုတ်ခံလိုက်သည်ခုနောက်စီးလွေအိတ်ထဲမှာစီးရန်တဆုပ်ကိုနိုင်ပြီးတမနစ်ခံမမဟုတ်ကထိုနေရာသို့ပေါက်ချလိုက်သည်သူကအဲ့နေရာကဘလူကြီးတကောင်အော်ကြီးတကယ်တော့အသက်နှစ်ကြီးထွက်ပေါ်လာပြီးမိလုံကြီးတလုံးဘိုးဘုံသူထောင်းတက်သွားသည်ထို့ကြောင့်ဒူအားလုံးလည်းထိုင်လူတိုင်းအော်သူအော်ခပြေးသူကြီးဖျော်ဖျဲဖြစ်သွားကြသည် ထို့ကြောင့်ထိုနားတွင်ဥဝေရီတယောက်ထဲသားကျန်နေရပြီးဥထုံးအောင်အားလမ်းပြောလိုက်သည်ဥထုံးအောင်တရင်ဖြစ်ဖြစ်ဒုစရာတစ်ခုဖြစ်ဖြစ်တွားယူလိုက်ပါဥထုံးအောင်အိမ်သို့ပြေးသွားပြီးချက်ချင်းပင်တပ်လူရင်းတစ်ချောင်းကိုယူလာခဲ့သည်ဥရီကဇဗလင်ဖိုလ်ကြီးကိုဒုခံ၍ဒူးလိုက်ရာသွေးပုံများထွက်လာလေသည်ဇဗလင်ဖိုလ်ကြီးအောက်ခြေထံလဲဘလူးကောင်းကြီးဖြစ်နေသည်ကိုတွေ့ရသည်ကိုင်းဥထင်အောင်လူလူဖြည့်စီပြစ်လိုက်ရင်ဘာပြဿနာမှမရှိတော့ဘူးအလုံးငင်းချမ်းသွားပါပြီချင်းနိုင်မဟုတ်လားအဲ့လိုမျိုးဥရီကမေးပြောပြောလိုက်သည် ဟုတ်ကဲ့ဟုဆိုတော့လေဦးထွန်းအောင်ကလွှမ်းမိုးထားသည့်ကြောက်လန့်နေသောစိတ်သည်ဖြီးကွေမသွားတော့ပေ။ထို့ကြောင့်ဒီချန်ကြီးတဲ့တွင်ဆက်နေရန်စိတ်ကူးမရှိတော့ပေ။ဦးရီအားဆရာပူဇော်ကဝင်ကားတဲ့ထုတ်ပေးလိုက်ပြီးတော့ထိုချန်ကြီးတဲ့မှာပြောင်းရှိသွားကြလေသည်။အလုံးမဲကျွန်တော်ရဲ့ channel လေးကိုကြိုင်နေတဲ့တဲ့ဆိုရင် video လေးကို like လုပ်ပြီး channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ။